င်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVB ရုပ်မြင့်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်နဲ့မန္တလေးတိုင်းတာစီနယ်ဝန်းနေမြို့နယ်တွေမှာစစ်တပ်ကစစ်ကြောင်းထိုးနေပြီးဒေသခံ10ဦးကိုဖမ်းဆီးသွားပြီးတော့နောက်ထပ်3ဦးလည်းပျောက်ဆုံးနေတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေကပြောပါရယ်စစ်တပ်ကပြီးခဲ့တဲ့ဩဂတ်စ်လ15ရက်နေ့ကနေစတင်ပြီးအဲ့ဒီ3မြို့နယ်မှာစစ်ကြောင်း10ကြောင်းခွဲပြီးတော့လှည့်လည်စစ်ကြောင်းထိုးနေတာဖြစ်ပါရယ်လက်ရှိအချိန်ဒီရွာတွေထဲမှာတက်ဆွဲနေတဲ့အပြင်ရွာတချို့ကိုလည်းမီးရှို့ပြီးတော့တောထဲကိုစစ်ကြောင်းထိုးနေတယ်လို့တော်လဲရဲဘော်တယောက်ကပြောပါဗျ။ အဲ့ဒီတဲကရွာငယ်မြို့နယ်ကအကြောက်တော့ကြေးရွာဆိုရင်တော့၃ချိန်မီးရှို့ခံရပြီးနေအိမ်62နှလုံးမီးလောင်ပျက်စီးသွားကဖမ်းဆီးခံရတဲ့ဒေသခံတချို့ကိုမိတိလာကိုပို့လိုက်တယ်လို့လည်းသိရပါဗျ။အဲ့ဒီလိုဖမ်းဆီးပျောက်ဆုံးသွားတဲ့ဒေသခံတွေတဲကတချို့ရဲ့အလောင်းကိုတော့ပြန်လည်တွေ့ရှိထားတယ်လို့တော်လည်တပ်ဖွဲ့ဝင်တူကပြောပါဗျ။ ပြီးခဲ့တဲ့ဇူလိုင်လ9ရက်နေ့ကကြောက်ချောကုန်းရွာအနီးနားမှာစစ်တပ်ရဲ့ဆက်လေတုံးစည်းကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့လို့တုံးစည်းလုံးရင်းနှစ်ခဲ့တာကြောင့်စစ်တပ်ကလေကြောင်းကနေဖုံးကျဲပြီးတော့ဒီကနေ့အချိန်ထိအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ဒေသခံတွေကနေသိရှိရပါတယ်ရှင်။ စကိုင်းတိုင်းစလင်းကြီးမြို့နယ်ထဲမှာရှိတဲ့တရုတ်ဝမ်ပေါင်ကျင်းနီစီမံကိန်းတဲ့ကိုအော်တိုဘာလ23ရက်နေ့ညကတော်လေအိတ်တက်တွေကရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်စီမံကိန်းဝင်ထဲမှာပောက်ကွဲမှုဖြစ်ပြီးတော့မီးလောင်ခဲ့တယ်လို့အနီးအနားကဒေသခံတွေကပြောပါတယ်။ရှော့တိုက်ဒုံးပောက်ကွဲပြီးကုမ္ပဏီထဲမှာအချက်ပေးအော်အော်တဲ့နေတညာလုံးစုညံ့နေတယ်လို့ရုံးရင်းစံကတ်တွေဖြစ်နေတယ်လို့ဝမ်ပေါင်ကုမ္ပဏီအနီးအနားမှာနေထိုင်သူတွေကနေသိရပါတယ်။ ဝမ်ပေါင်ကျင်းနီစီမံကိန်းအထက်မှာရှိတဲ့စစ်တပ်ကအနီးအနားကကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေလို့တော်လရေးတပ်ဖွဲ့တွေကစီမံကိန်းတွေကိုပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စီမံကိန်းအတွင်းမှာကြာရောက်ပောက်ကွဲခဲ့ရလို့ဆိုပါရယ်ပစ်ခတ်တဲ့ရှော့တိုက်တုံးအလုံးကြီးများပြီးတော့ထိခိုက်ပျက်စီးတဲ့အသေးစိတ်ကိုတော့မသိရသေးပါဘူး တရုတ်ဝမ်ပေါင်ဂျင်းနီစီမံကိန်းကစစ်တပ်ကိုလုံခြုံရေးအတွက်ခေါ်ထားပြီးတော့အဲ့ဒီစစ်တပ်ကအနီးနားကကြေးရွာတွေကိုစစ်ကြောင်းထိုးတာဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလှုံ့ဆော်နေတယ်လို့ဒေသခံတွေကပြောပါရယ်။အော်တိုဘားလ22ရက်နေ့ကလည်းတရုတ်ဝမ်ပေါင်ဂျင်းနီစီမံကိန်းအတွင်းကနေထွက်လာတဲ့စစ်သားတွေကရန်တမ်းပစ်ခတ်ခဲ့တာကြောင့်ဝမ်မေးကြေးရွာဒေသခံတယောက်တနက်ကြီးထိမှန်ခဲ့သေးတယ်လို့ဒေသခံတွေကလည်းသိရပါရယ်ရှင်။ မြောက်ပိုင်းမဟာမိတ်သုံးဘွဲ့ရစတင်လိုက်တဲ့1029စစ်စင်ရေးဟာမျိုးတော်လိုင်းအပေါ်မှာဘလို့အကျိုးသက်ရောက်မှုတွေရှိလာစေတယ်စစ်စင်ရေးနှစ်နှစ်ပြည့်ချိန်မှာပြောင်းလဲလာတဲ့စစ်မျက်နှာနဲ့ပထဝီနိုင်ငံရေးနဲ့တရုတ်ရဲ့ပါဝင်စုဖက်မှုတွေအပြင်လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးတော့စိုးသူအောင်ကသတင်းပေးပို့ထားပါရှင်ပြီးခဲ့တဲ့နှစ်နဲ့2023ခုနှစ်အောက်တိုဘာ28ရက်နေ့အာယုံဦးမှာ မြောက်ပိုင်းမဟာမိတ်သုံးဘွဲဖြစ်တဲ့ကိုကန့်တက် MNDAA တန်တက် TNL နဲ့အရခတ်တော် AA တို့ကရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့စစ်စခန်းတွေကိုတပြိုင်တည်းဝင်တိုက်ခဲ့ပြီးတရုတ်မြန်မာနယ်စပ်ကချင်းရွှေော်မြို့ကိုပါတရက်ထဲသိမ်းပြခဲ့ပါတယ်။အဲဒီနောက်မှာတော့တဆင်နဆက်ခုစစ်စင်ရေးစတင်ကြောင်းကြေညာခဲ့ပြီးအပြင်းအထန်ထိုးစစ်ဆင်ခဲ့ကြတဲ့တနစ်ဝင်းကျင်အတွင်းလာရှုံမှုဆယ်ပြည်တော်စုလမ်းမကြီးရှမ်းမြောက်တစ်ခုလုံးနီးပါးနဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အထိကိုဇက်တိုက်သိမ်းပိုက်ခဲ့ကြပါတယ်။ ဒီထိုးစစ်ဟာနှစ်နှစ်ကျော်ကြာတုံဆိုင်နေခဲ့တဲ့ຫນွေဦးတော်လိုင်းအတွက်ကြီးမားတဲ့တွန်းအားတရဖြစ်စေခဲ့ပြီးအရင်က ခုခံစစ်သားဆင်နွှဲနေခဲ့တဲ့အညာအခြေဆိုင်တော်လိုင်းတပ်ဖွဲ့တွေကိုပါမြို့တွေစခန်းတွေသိမ်းပိုက်နိုင်ဖို့တွန်းအားဖြစ်စေခဲ့ပါတယ်ဒီတိုင်းတလဲနဲ့ကရင် ဖွဲ့ဒီမှာ30နှစ်ကွန်စစ်စီရဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အညာဒေသကပို့ပြီးတော့စီရေးရအာကောင်းလာတဲ့အနေအထားတွေရှိတယ်။တိုင်းဒလနဲ့ကိုင်းတွေဥဆောင်ပြီးတော့နော်မျိုးတွေကိုတစ်မျိုးပြီးတစ်မျိုးတိန်းတယ်။အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့အညာမှာရှိတဲ့ PDF တွေကအဲစူပေါင်းပြီးတော့ပေါ့နော်ဒီစစ်ကောင်စီတပ်စခန်းတွေကိုဟိုတဆင်ပြီးတဆင်ပြန်တန်တိမ့်ပိုက်တဲ့ဟာတွေလည်းရှိလာခဲ့တယ်ပေါ့ကျွန်တော်တို့အညာမှာလိုအပ်နေတာကဒီတိုင်းတစ်ခုတည်းဖြစ်ရမယ်နောက်တစ်ခုတရွေ့တပြန်တမိန်တည်းဖြစ်ရမယ်ပေါ့နော်ဟိုတပ်ပေါင်းစုပေါ့နော်တပ်ပေါင်းစုဖြစ်ဖို့ရန်အတွက်ပဲလိုအပ်နေတယ်အ ချောကဲကလားချောကဲကလားတဆင်နဆောက်ကွန်စစ်စင်ရေထိုးစစ်ဟာမန္တလေးမြို့နယ်မိုင်20လောက်သောကွာဝေးတဲ့မတရားမြို့နယ်တဲကိုရောက်လာခဲ့ပြီးတော့မန္တလေးနယ်မိုင်60ဝန်းကျင်အကွာကစင်ကူးမြို့ကိုလည်း PDF တွေကသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါအတူပဲကရီနီတက်တီရဲ့တီလီလုံးစစ်စင်ရေနဲ့အတူနေပြည်တော်ရဲ့ဝင်ပေါက်မိုးပြဲအထိကိုရောက်ရှိလာခြင်းမှာတော့တရုတ်ဘက်ကတည်တာတဲ့ဆော့ဖတ်မှုတွေကိုပြုလုပ်လာတာပါ။2024ခုနှစ်နှစ်စံပိုင်းမှာတော့ တရုတ်ရဲ့ဂျောင်းဝင်စိတ်ဆက်မှုနဲ့ကုမင်းမြို့မှာ hiking သဘောတူညီချက်ကိုစစ်ကောမရှင် MNDAA နဲ့ TNL တို့လက်မှတ်ရေးထိုးခဲ့ကြသလိုတရုတ်ကိုယ်စားလှယ်အဖွဲ့ကလည်းမြန်မာပြည်ကိုလာရောက်ခဲ့ပါတယ်။2025ခုနှစ်မှာတော့စစ်ပွဲတွေရဲ့နောက်ကွယ်မှာကူညီပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့တရုတ်ကဝါတဖွဲ့ UWSP နဲ့လူပုဂ္ဂိုလ်တွေရဲ့ပိုင်ဆိုင်မှုကိုတင်စီပြီးအကြက်ကင်လာပြန်ပါတယ်။တဖက်မှာလည်းကိုကန်တက် MNDAA က သူတို့ရဲ့ပန်းနိုင်ဖြစ်တဲ့လောက်ကိုင်းအပါအဝင်မြို့ပေါင်း၁၂မြို့ထပ်မင်းဲကိုသိမ်းပိုက်နိုင်ခဲ့ပြီးဟိုပန်နဲ့ပန်လုံမျိုးတွေကိုဝါတပ်ဖွဲ့ UWSPC လွှဲပြောင်းပေးခဲ့ပါတယ်။ဒါအတူပါပဲနေဆက်တည်ငြိမ်ရေးကုံသွေးလမ်းကြောင်းပြန်ဖောက်ဖို့နဲ့စစ်တပ်ကိုလူလာတဲ့တရုတ်ရဲ့ဂျာဝင်မှုကြောင့်လာရှို့ကိုပြန်ပေးအပြီးအပြစ်ရက်ခဲ့ကြပါတယ်။ရှမ်းမြောက်မှာတိုက်ပွဲတွေငြိမ်သက်လာပေမဲ့အာရခတတော် AE ကတော့10 20ခွန်စစ်စင်ရေးရဲ့အရှိန်ကိုယူပြီး အဓိကအဆင့်မျက်နှာဖြစ်တဲ့ရခိုင်မှာမြို့နယ်ပေါင်း18ခုရှိတဲ့အထဲ14မြို့နယ်ကိုသိမ်းပိုက်ခဲ့ကအခုချိန်ဒီဆက်လက်ထိန်းချုပ်ထားပါတယ်အခုတခါလက်ကျန်မျိုးတွေဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူကိုဝိုင်းပတ်ထားသလိုရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်တွေကိုလည်းပိတ်ဆို့တိုက်ခိုက်နေပါတယ်အကြက်တွင်းနေရတာကတော့တန်အတ DNA ဖြစ်ပြီးစစ်တပ်ရဲ့တံပြန်ထိုးစစ်ကြောင့်နောင်ချိုကြောင်မင်းနဲ့တီဘောမျိုးတွေကိုပြန်ပေးလိုက်ရသလိုမိုးကုတ်ကိုလည်းစိတ်ရည်အရာချင်းချောက်ခံနေရပါတယ် စစ်စင်ရီနှစ်နှစ်ပြည့်ချိန်မှာတော့ညီနောင်သုံးဘွဲ့ရဲ့ခြေလမ်းတွေတပြေးညီမဖြစ်တော့သလိုစစ်မျက်နှာတွေလည်းပြောင်းလဲလာတာတွေ့ရပါတယ်အခုချိန်မှာကိုကန့်ကရပ်ပြီဆိုတော့သူကရလိုက်တယ်။တော့အေရကျတော့သူ့ဘာသာသူဆက်တိုက်နေတာမျိုးရှိတယ်။တော့အဲ့တော့စီးရဲမဟာမိတ်ဆိုတာအချိန်တစ်ခုရောက်ပြီပဲအလုံးဖြစ်နိုင်တယ်ပေါ့ဗျာ။တော့နောက်တစ်ခုကကျတော့ကျွန်တော်တို့တအားပလောင်ပေါ့။သူတို့ကတက်ကိုအဆမတန်အချိန်တွင်းမှာချက်မယ် နောက်တစ်ခါနေမီကိုအတင်းတူးချက်ကိုကြိုးစားမယ်နောက်တစ်ခါကျတော့ဒီလိုမျိုးဘာခေါ်မလဲသူ့ရဲ့ကြံအားကိုအလင်းအမြန်ပေါ့ဗျာဒီလိုတူးချက်လာရင်ဘေးမှာရှိတဲ့မဟာမိတ်တွေနဲ့ပုတ်တိုက်မှုတွေဖြစ်မယ်ခုနနေမီပြဿနာတွေဖြစ်မယ်ဆိုတာမျိုးอ่ะဒါဆိုရေးကဟိုရေးတာပြောရကြတာတွေရှိပါတယ်တော့ကျွန်တော်ထင်တယ်အဲ့လိုအဲ့ဒီကိစ္စမျိုးတွေကိုနားထောင်တာအားနည်းတယ်လို့ထင်ပါတယ် ဒီလိုမျိုးပြောင်းလဲမှုတွေရဲ့နောက်ွယ်မှာပထဝီနိုင်ငံရဲ့အကျိုးစီးပွားတွေအထူးသဖြင့်တရုတ်ရဲ့ပါဝင်ဆော့ဖတ်မှုကအဓိကအကျကြောင်းလေးလာသူတွေက ပြောကြပါတယ်။ဒါကြောင့်ပဲစစ်တပ်ကိုဖြုတ်ချနိုင်တော့မလားလို့မျှော်လင့်ကြတဲ့အထိအစကောင်းခဲ့တဲ့၁၀၂၇ဆက်စင်ရေဟာစစ်ကော်မရှင်ရဲ့စစ်မှုထမ်းဥပဒေတရုတ်ရဲ့မြန်မာစစ်တပ်အပေါ်ငွေကြေးလက်နက်နှီးပညာနဲ့ထောက်ပံ့ပေးမှုတွေကြောင့်မျိုးတွေကိုပြန်ပြီးလက်လွတ်လာရတာပါ။အခုချိန်ဒီဆိုရင်လာရှိုးနောင်ချိုကြောင်မဲတီပေါ် စီဆိုင်တပေချင်းမိုးပြေဒီမော့ဆိုတွေကိုပြန်ပြီးလက်လွတ်လာရပေမဲ့ຫນွေဥတော်လိုင်းဟာအဆုံးသတ်သွားမယ်အခြေအနေမရှိသေးဘူးလို့ဦးတန်းစိုးနိုင်ကသုံးသပ်ပါတယ်ပြောချင်တာကအဲ့ဒါဟာတောက်ဖြူနဲ့ပြုတ်ကျော်စီဝါအားလုံးပြတ်သုံးဖို့တွေ့တော့ရှင်မာတဲ့ချင်းချောင်းမှုကြီးဖြစ်လာနိုင်တဲ့အနေအထားတွေရှိပါအဲ့တော့အဲ့လိုခြေနေမှာ PIA ရလဲတစ်ဖက်ကဘုံမောင်မျိုးသိမ်းတိုက်ပွဲနဲ့နောက်ပိုင်းကိုကျွန်တော်တို့ချီးမိုးနိုင်လို့ရှိရင် ကျွန်တော်တို့ဗမာပြည်ရဲ့အခြေအနေဟာမျိုးတော်လိုင်းရေးကိုဆက်ပြီးတော့ပေါင်းမွေးစီကိုတင်ဆောင်သွားနိုင်တယ်လို့ဗမာပြည်ဟာလည်းတောင်ကျမ်းမြောင်ချမ်းပြဿနာရှိလာနိုင်တဲ့အခြေအနေရှိပါအဲ့ဒါတွေဖြစ်မလာဖို့အတွက်ဆုံးဖြတ်ကတော့တိုင်းသားအင်အားစုနဲ့အညာကဗမာမျိုးသားအင်အားစုတွေညီညီညွတ်ညွတ်ပေါင်းစည်းပြီးတော့ကျွန်တော်တို့မျိုးတော်လိုင်းရေးအဆုံးသတ်အောင်ပွဲဖြစ်နေပြီးတော့သိမ့်ပိုင်နိုင်မယ်ကြိုးပမ်းအောင်မြင်လို့ချင်းကျွန်တော်တို့ ဝယ်ပြီးမယ်လို့ကျွန်တော်မျှော်လင့်နေကြောင်းကျွန်တော်တင်ပြချင်60မမ70လက်ဒါကြောင့်10029ဟာစစ်တပ်ကိုအကြီးအကျယ်အထိနာစေခဲ့ပေမဲ့တရုတ်ရဲ့စစ်ဖက်မှုကြောင့်ညီနောင်သုံးဘွဲ့အပေါ်တက်ရောက်လာတဲ့ဖိအားတွေနဲ့စစ်မျက်နှာမတူညီမှုတွေကြောင့်အောင်ပွဲအချိန်ဟာရှမ်းမြောက်မှာရပ်တန့်သွားခဲ့ပါတယ်။ဒီဖြစ်ရဟာစစ်ကော်မရှင်တပ်ကိုအသက်ရှူပေါက်တစ်ခုပေးလိုက်သလိုဖြစ်ခဲ့ပြီးရှမ်းမြောက်ကတပ်တွေကိုရခိုင်နဲ့ကချင်ဒါမှမဟုတ် PDF တွေအကောင်ရာနိုင်ငံအလဲပိုင်းကို ြန်လည်အင်အားဖြည့်တင်းစေနိုင်ခဲ့ပါတယ်။ဒါအတူတိုင်းသားလက်နက်ကင်တွေရဲ့ကိုပိုင်နိုင်ငံရေးပန်းနိုင်နေတဲ့တရုတ်ရဲ့ပထဝီနိုင်ငံရေးလွှမ်းမိုးမှုတွေအကြမှာရှုပ်ထွေးစွာချိတ်ဆက်နေပြီးဒီအချင်းတွေဟာຫນွေဥတော်လိုင်းအတွက်အနာဂတ်ဆိုင်ခုံမှုတရက်အနေနဲ့ဖြစ်လာစေတဲ့အကြောင်းနားလည်ရပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ စကိုင်းတိုင်းကလေးမြို့နယ်ထဲမှာစစ်ကောင်စီတပ်ဖက်က August လဆန်းပိုင်းကနေစတင်ပြီးတော့အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့်လက်ရှိအချိန်ထိဒေသခံပြည်သူတပေါင်းကျော်ဟာနေရွှန့်ခွာထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါရယ် ကလေးမျိုးနယ်မြောက်ပိုင်းမှာရှိရဲကလေးတမူးလမ်းပေါ်မှာရှိရဲစစ်တပ်ဘက်ကအင်အား1500လောက်နဲ့အင်အားအလုံးရင်သုံးပြီးတော့စစ်ကြောင်းထိုးနေတဲ့အတွက်အဲ့ဒီလမ်းပေါ်မှာရှိရဲရွာတွေကပြည်သူတပေါင်းကျော်ဟာဘေးလွတ်တဲ့နေရာတွေကိုထွက်ပြေးနေရတာသုံးလရှိပြီဖြစ်တယ်လို့ကလေးမျိုးနယ်အခြေစိုက်တော်လရေးတပ်ဖွဲ့ဝင်တဦးကပြောပါရယ်အနာသိစစ်တဲ့ရဲ့တမခွန်ခွန်လောက်ခံစစ်သားတွေနဲ့ပြည်သူစစ်တွေကအင်အားအလုံးရင်းနဲ့ကလေးတမူးလမ်းပေါ်မှာရှိတဲ့ရာကြိုလက်ပံချောင်းတင်ဦးကန်သား နန်းဆောင်မှုရွာတွေနဲ့အနီးနားဝင်းကျင်ကရွာတွေကိုစစ်ကြောင်းထိုးနေတာပါ။အဲ့ဒီလိုစစ်ကြောင်းထိုးနေလို့ထွက်ပြေးနေရတဲ့ရွာသားတထောင်ကျော်ပြီးဩဂတ်လကလေးကပြေးနေရတဲ့ဒေသခံတွေကတောထဲမှာဖြစ်တလို့နေထိုင်နေရပြီးစားနေအခါနဲ့ဆေးဝါးတွေလည်းအေးပေါ်လိုအပ်နေတယ်လို့ကလေးမျိုးနဲ့အခြေဆိုင် Winds of ကလေးရဲ့တာဝန်ရှိသူက DVV ကိုပြောပါရရှင်။ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ